အနာဒိန်စစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲမှာပြည်သူ့ရှေ့ဆောင်ပါတီ PPP အနိုင်ရပါကနိုင်ငံတကာတရားရုံးတွေမှာတရားစွဲဆိုထားတဲ့အမှုတွေကိုတာဝန်ယူဖြေရှင်းပေးမယ်လို့စစ်ကော်မရှင်တက်ရဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ပယ်ဖျက်ခံထားရသူ PPP ပါတီဥက္ကဋ္ဌဒေါက်တာတက်တက်ခိုင်ကမဲဆွယ်စည်းရုံးပြောဆိုပါတယ်။ဒေါက်တာတက်တက်ခိုင်ကစစ်ကော်မရှင်ရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ပယ်ဖျက်ခံထားရသူ ဖြစ်ပေမဲ့ နွေမှာ6ရက်ကစစ်ကောင်မရှင်ရဲ့ဝါရဖြန့်ရုပ်တံတွေကတဆင့်မဲဆွယ်ဟောပြောမှုတွေပြုလုပ်ရမှာ၎င်းတို့ပါတီရဲ့မူဝါဒသဘောထားနဲ့ပတ်သက်ပြီးထည့်သွင်းပြောဆိုခဲ့တာပါပြည်ပခါကြောင့်ထိခိုက်နစ်နာခံရမှုတွေအတွက်မျိုးသားပြန်လည်တင်းမြဲရေးစီစဉ်တရချမှတ်ဆောင်ရွက်ပြီးနိုင်ငံတကာတရားရုံးတွေမှာတစ်ဖက်သက်ဆွဆွဲချက်တွေနဲ့တရားစွဲဆိုထားတဲ့မှုတွေကိုတာဝန်ယူဖြေရှင်းသွားမှာဖြစ်ပါတယ်လို့၎င်းကပြောပါတယ်ဒါအပြင်ပါတီမူဝါဒနဲ့လုပ်ငန်းစဉ်တွေကို ရက်တရာစီမံချက်တစ်နှစ်နဲ့၅နှစ်စီမံချက်အဖြစ်ထားရှိပြီးလက်ရှိ2025ရွေးကောက်ပွဲကြေညာစာရန်မှာအပိုင်းသုံးပိုင်းရှိရာကြောင့်ပြည်သူလူထုငြိမ်းချမ်းလုံခြုံရေးလည်းဖော်ဆောင်သွားမယ်လို့စီယုံပါတယ်။အလားတူစစ်ကောင်မရှင်လောက်ခံစစ်သားရဲတပ်ဖွဲ့ဝင်တွေနဲ့နန်းစီရီယန်တွေကိုလည်းအသက်ဆုံးဆံပြကျိုးပတ်နေလို့ဆိုပြီးရှားပါးစိတ်တွင်းမြင့်ထောက်ပံ့ပေးဖို့ကျွမ်းကျင်မှုနဲ့တွေးကြုံလိုက်ခန်းစားခွင့်ရာထူးတွင်းတွေကိုဦးစားပေးဆောင်ရွက်မယ်လို့ဆိုပါတယ်။ ငင်းချမ်းရေးကိုကောင်ကွယ်ဆောင်ရှောက်မဲ့တက်မလို့ကိုခင်မီစန်းသစ်အင်အားပြည့်ဝစေရေးနဲ့ကောင်းမွန်တဲ့အရက်ဖက်တက်ဖက်ဆက်ဆံရေးတွေတိစောက်တာတွေကိုလှုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့ဒေါက်တာတသက်ခိုင်ကဆက်လက်ပြောပါတယ်ဒေါက်တာတသက်ခိုင်ဟာငွေကြေးကိစ္စပြဿနာကြောင့်စစ်ကော်မရှင်ရဲ့တူယောင်ရွေးကောက်ပွဲကနေဝင်ပြန်ခွင့်ရနာခံထားသူဖြစ်ပေမဲ့စစ်ကော်မရှင်ရဲ့စံဖက်လုပ်ရက်တွေကိုဖုံးကွယ်ပြီး၎င်းတို့လူကြစီယုံနေတာဖြစ်တယ်လို့အကဲခတ်တွေကထောက်ပြပါတယ်